အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မန္တလေးက UNESCO စီးရင်ဝင်တစ်ခုဖြစ်တဲ့မဟာလောကမရဇိန်ကုသရဖျားကြီးကိုမနက်စောစောတောက်ခုခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူသူကင်းစိတ်ပြီးတော့တကယ်ကိုစိတ်အေးချမ်းသာစရာကောင်းလာပါတယ်ဒီနေ့ဒီဗီဒီယိုမှာကတော့ကမ္ဘာ UNESCO စီးရင်ဝင်မဟာလောကမရဇိကုသရဖျားကြီးနဲ့ပတ်သက်တဲ့တမိုင်းကြောင်းတွေအားလုံးကိုလည်းဒီနေ့ဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ် ထပ်မံပြီးတော့2025စကိုင်းငလင်ကြောင့်မဟာကုသရဘုရားကြီးရဲ့ထိခိုက်ပျက်စီးသွားမှုအခြေအနေဓာတ်ပုံတွေကိုလည်းတဘာတဲ့ပို့တွဲပြီးတော့ဒီနေ့ဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကုသရောဘုရားကြီးကတော့ မန္တလေးတောင်ကြီးအရှိတောင်ဘက်မှာတည်ရှိပြီးတော့မင်းတို့မင်းကြီးကုသရောဘုရားပဲဖြစ်ပါတယ်။အခုကျွန်တော်ရောက်ရှိနေတဲ့ကုသရောဘုရားကြီးကိုတော့တက္ကရ1222ခုနှစ်ကစုံလာဆန်း73ရက်နေ့ညနှစ်ချက်တီးကျော်မှာ မန္တလေးမြို့တော်ကိုပနက်ချတဲ့နေရာမှာတပြိုင်နက်တည်းအုတ်မြစ်ပနက်ချတော့ခုနှစ်ဌာနအနက်မှာမဟာလောကမရဇေစီတော်ကလည်းတခုပါဝင်ပေးဖြစ်ပါတယ်။ခုနှစ်ဌာနဆိုတာကတော့မြို့တော်ကျုံးတော်အခုကျွန်တော်ရောက်ရှိနေတဲ့မဟာလောကမရဇေစီတော်ဒိန်တော်ကြီး မဟာတုလဝေဇယံကျောင်းတော်ဘိတကတ်တိုက်တော်သုတမစီရတ်တို့ပဲဖြစ်ပါတယ်။ ဒီခုနှစ်နေရာကတော့မန္တလေးမြို့ကြီးကိုစတင်ပြီးတော့တည်ထောင်တဲ့ခါမှာတပြိုင်နက်တည်းအုံမြင့်ပနဲ့ချရတဲ့ခုနှစ်ဌာနပဲဖြစ်ပါတယ်။ဒီလိုနဲ့ကစုံလဆုပ်6ရက်နေမှာတော့ဒီခုနှစ်ဌာနကိုစတင်ပြီးတော့အုပ်စီခင်ကြပါတယ်။မင်းတို့မီဒီယာကြီးဇီရီယိုတင်နေတဲ့ကာလမှာပဲတီဟိုကျွန်းကန္နာဒိဋ္ဌမြို့မှာရဟန်းတော်နှစ်ပါးက တင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဝါဒကွဲပြားကြတဲ့ဖြစ်အဆုံးဖြတ်ခံဖို့အတွက်မန္တလေးနေပြည်တော်ကိုကြွတ်ချီလာခဲ့ကြပါတယ်။ဒီလိုနဲ့အဆုံးဖြတ်ပေးပြီးတော့ရဟန်းတော်နှစ်ပါးအပြန်လမ်းမှာအတွင်းတော်မြတ်ဦးကြီးဥပုပ်တော်ကောင်းဦးမွေးနေဦးအောင်ထွန်းတို့ကိုတီဟိုကျောမှာဆွဲတော်ပင့်ဖို့အတွက်ကိုထည့်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဆွေရပွားတစုကိုပင်ဆောင်လာပြီးတော့ တက်ကရေ1223ခုနှစ်တပေါင်းလားစုတရက်နေမှာမှာယရနာစီဒီများဓာတ်တော်များဗောဓိရွတ်တို့နဲ့အတူတူဆွေရပွားကိုလည်းဌာပနာထားခဲ့ကြပါတယ်တကရေ1224ခုနှစ်ဝါဆိုလာမှာပဲမဟာယန္တတိုင်းသုံးတဲ့နေဇီရိုမြကြီးကိုပြီးစီပြီးတော့လပိကျော်ကိုရနေမှာထီတော်တင်မင်္ဂလာကို ပြုလုပ်ပြီးတော့မဟာလောကမရဇေဇီတော်ဆိုပြီးတော့ပွဲသမုတ်ခဲ့တာပဲဖြစ်ပါတယ် ။အဲ့ဒီနောက်မှာတော့မင်းတို့မင်းတရားကြီးကသက်ကရေ1233ခုနှစ်မှာပင်စမတန်ခါရနာတင်တော်မူခဲ့ပါတယ်။သက်ကရေ1222ခုနှစ်ကဆုံလာစံတရနေ့ကနေပြီးတော့စတင်ထုလုပ်ခဲ့တဲ့ဗီဒီကက်ကျောက်စာများကိုဇေဒီတော်ဤပထမဒုတိယတတိယတိုင်းအတွင်းမှာပဲဂူဇေဒီများတွင်းပြီးတော့စိုက်တူခဲ့ရာကျောက်စာကျန်တဲ့ဇေဒီ929ခုစုရှိပါတယ်။ ဇေရုံမြကြီးရဲ့ညံတော်ကတော့52တောင်းတမိုင်လက်လေးသိရှိပြီးတော့ဖနက်တော်ခင်က65တောင်းရှိပါတယ်။ကုသိုလ်တော်ဖရာကြီးကိုတော့မြန်မာတက္ကရာရဲ့1230ခုနှစ်ကဆုံလာဆန်းတရက်နေ့မှာတော့ဝီနီး9ချံပါဠိတော်ချက်ရည်131ချက်အဘိဓမ္မာ9ချံပါဠိတော်ချက်ရည်208ချက်နိကေ9ချံတုတ်3ချံပါဠိတော်ချက်ရည်410ချက် စုစုပေါင်းနေနဲ့ကျောက်ဆက်ချက်ရည်ပေါင်း929ချက်ရှိပါတယ်။ ကျောက်ဆက်ချက်ရေးမှာ929ကျက်အတွက်ဓမ္မစီဒီ929စုကိုလည်းတခါတည်းပဲဝန်းရံတည်ထားခဲ့တာပဲဖြစ်ပါတယ်။ကျောက်ဆက်ချက်ရေးမှာလွန်စွာပြင်များပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကမ္ဘာအကြီးဆုံးဆောင်းဆိုပြီးတော့တင်စားရေးသားကြတာပဲဖြစ်ပါတယ်။ဒီကြောက်စာရီကိုတော့ကုသိုလ်ဖျားကြီးရဲ့ပထမမဟာယန်တိုင်းအတွင်းမှာ52ချက်ဒုတိယမဟာယန်တိုင်းအတွင်းမှာ168ချက် တတိယမဟာယန္တတိုင်းအတွင်းမှာတော့939ချက်ရှိပါတယ်ကျောက်စာတစ်ချက်ကိုတီဟိုဆွဲတော်ကျုပ်ပုံစံအုပ်ပြတ်သက်တစ်ခုစီအတွင်းမှာမြေဝေတောင်ထားပြီးတော့အခိုင်အမာစောက်ထုတ်ထားခဲ့ကြပါတယ်။ပထမမဟာယန္တတိုင်းအတွင်းကအင်္ဂါတော့မှာတော့ဗိဒကတ်တော်သုံးပုံပါဠိတော်တွေကိုကျောက်ထက်အခရာတင်တဲ့အကြောင်းတန်မိုင်းမော်ကွန်ဒီကိုကျောက်စာကြီးတစ်ချက်ကိုရေးထိုးစိုက်ထူထားပါတယ်။ ဒါကြောင့်ကြောက်စာချက်ရေးစုစုပေါင်း930ပြည့်သွားပြီပဲဖြစ်ပါတယ်။အဲ့ဒီကြောက်စာစီရင်မှာမပါတဲ့နောက်တိုးကြောက်စာသုံးချက်ကလည်းရှိပါတယ်။အဲ့ဒါကတော့ပထမတတိုင်းအတွင်းမှာပဲရှိတဲ့တင်းငွေတောင်မှာရှိတာပဲဖြစ်ပါတယ်။မင်းတို့မင်းတရားကြီးလှူသွားခဲ့တဲ့အလှူတော်တွေကကုန်ငွေစုစုပေါင်းအနေနဲ့22ကတိနဲ့6တန်းမွမြရှိရဆိုပြီးတော့တင်ပြထားတဲ့အလှူတော်စီရင်ကြောက်စာသုံးချက်ကိုတော့ဂူကြီးနှစ်ကူအတွင်းမှာစိုက်တူထားပါတယ်။ ဒီကြောက်စာတွေကတော့ကျင်းမြင်မိဖုရားကြီးကတိုက်တွန်းလို့ဝက်မစုတ်ဝန်တော်ကရေးပြီးတော့1983ခုနှစ်ကမှစိုက်ဆိုထားခဲ့တာပဲဖြစ်ပါတယ်2025ခုနှစ်မလ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ပြင်းအား7.7 scale ရှိတဲ့သကိုင်းငလင်းကြောင့်မဟာလောကမာရဇိန်ဖျားကြီးမှလည်းထိခိုက်ပျက်စီးမှုတွေအများပြားရှိခဲ့ပါတယ်။ စုစုပေါင်းဇေဒီ929စုရှိတဲ့ထဲမှာအကောင်းက89ခုပဲကျန်ပြီးတော့650ကပျက်စီးသွားခဲ့တယ်လို့တွဲဖက်အထွေထွေအုပ်ချုပ်ရေးမှူးဦးမျိုးဝင်းနိုင်ကပြောပြပေးပါတယ်။ငလင်တန်းကြောင့်နှစ်ပေါင်း160ကျော်ရှိပြီဖြစ်တဲ့အသားတကားကလည်းယခုကဲ့သို့ပျက်စီးသွားခဲ့ပါတယ်။မင်းတို့မြတရားကြီးရဲ့ကြောက်ထက်အခရာတင်ပုံနဲ့ပတ်သက်ပြီးတော့အနည်းငယ်ပြောပြရမယ်ဆိုရင်တော့ မင်းတို့မတရားကြီးကဖျားနှုတ်ကပတ်တော်ပါဠိတော်တွေကိုကပါတီရနဲ့အမျှမပြတ်မပြတ်ပဲတရှိနေစေခြင်းနဲ့ရွယ်ချက်ရဲ့သာသနာပတဲ့အချိန်တည်းတည်နေစေဖို့အတွက်ကြောက်ပေါ်မှာရည်ထိုးထားခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြီးတကက်တော့ကြောက်စာတော်တွေကိုအမာယွင်းကင်းတဲ့မူဖြစ်အောင်လို့လူလုံးလားလူဆွမ်းအားနဲ့ဖြစ်နိုင်တာကိုအားလုံးလှုပ်ဆောင်မယ်ဆိုပြီးတော့မှဆရာတော်တွေတန်ဃာတော်တွေနဲ့စည်းဝေးတိုင်ပင်ပြီးတော့သူခေတ္တအခါက ဖြစ်နိုင်တဲ့အကောင်းဆုံးတွေကိုမှကြီးမားလာတဲ့စေတနာနဲ့ပြည့်ဝတဲ့ယုံကြည်ချက်တွေနဲ့လှုပ်ဆောင်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။မင်းတို့မေတရားကြီးကမင်းကြီးမျိုးကိုမတည်ခင်မင်းအဖြစ်ရောက်ပြီး၄နှစ်ခန့်ကြာမှာပဲဖះဟောကြားတော်မူခဲ့တဲ့သုံးဝီနီအပိဓမ္မာဆိုတဲ့ဘိတကတ်သုံးပုံဟာမြမမင်းအဆက်ဆက်ထက်ခါထက်ခါလက်နဲ့ရေကူးခဲ့ကြတာမို့မှားရွံ့တာတွေပါရှိနေလိမ့်မယ်။သူတက်နာကြလောက်မတိမ်မရင်မှန်ကန်တည်ကြအောင်လှုပ်ဆောင်ဖို့လိုမယ်ဆိုပြီးတော့ ပြိရက်သုံးပုံကို1218ခုနှစ်မှာပဲအသစ်တစ်ဖန်ရွှေရည်မင်ရည်ကညရည်သုံးမျိုးသုံးစားနဲ့ပေးထက်အခရာတင်တယ်လို့ခေါ်တဲ့ပေပေါ်မှာရေးကူတာတွေကိုလုပ်စီခဲ့ပါတယ်။အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ကြောက်စာရီဘောကစာရီကတော့မင်းတို့မင်းတရားကြီးကတာမန်ကြောက်ထက်အခရာတင်ခဲ့တာမျိုးလုံးဝမဟုတ်ဘဲနဲ့စိစက်တေချာအောင်တည်တည်ချာချာကိုပြုလုပ်ပြီးတော့ကြောက်ထက်အခရာတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့ဒီဗီဒီယိုမှာတော့မင်းတို့မင်းတရားကြီးရဲ့ကြောက်ထက်အခရာတင်ပုံတွေစစ်ပုံတွေကိုပြောပြမယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုနဲ့တောင်ဆက်မှာမဟုတ်ပါဘူးအဲ့ဒီလောက်ကိုအသေးစိတ်ကိုသေးသေးရှားလေးစစ်ဆေးပြီးတော့ကြောက်ထက်အခရာတင်ခဲ့တာပဲဖြစ်ပါတယ်အခုလောက်တည်ပြီဆိုရင်တော့ကုသတော်ဖျားကြီးကိုတော့ရောက်ဖို့မျှော်ကြည့်နေတဲ့အခါမှာကြီးတို့တရာပုံမပေါ်များနိုင်မယ်လို့ယုံကြည်ပါတယ်ဆိုတော့ကျွန်တော်တို့တူတူကုသိုလ်ဘုရားကြီးရဲ့ရှင်းနောက်တောင်မြောက်မှာကိုယ်ကိုယ်ပူဇော်ထားတဲ့ဗုဒ္ဓရုပ်ပေါ်တော်မြတ်တွေကိုကျွန်တော်တို့တူတူသွားပြီးတော့ပုံမျိုးချင်းညွှန်ကြည့်ကြရအောင်နော် ခုလောက်ဆိုလို့ရှိရင်တော့ကုသိုလ်တော်ဘုရားကိုရောက်တဲ့အခါမှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမကြီးဟောကြားတော်မူခဲ့တဲ့သုတ်ဝင်ဤအပိဓမ္မာဆိုတဲ့ဗိတ္တကတ်သုံးပုံကိုလည်းလေ့လာကြည့်ရှုရင်းနဲ့မင်းတို့မင်းတရားကြီးရဲ့ကြီးမားလာတဲ့စေတနာပြည့်ဝတဲ့ယုံကြည်ချက်တွေကိုလည်းမြင်တွေ့သိရှိခံစားနိုင်မယ်လို့ယုံကြည်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်။